။ပြားပြီးညံဖြတ်တဲ့ထရန့်ကိုအောက်ဖဲလှန်ဖို့ကြိုးစားနေတဲ့အီလွန်မန်။သို့မဟုတ်ကမ္ဘာဩစာအကြီးဆုံးလူနှစ်ယောက်ရဲ့စီးကျင်းထိုးပွဲကြီး။လောကကြီးမှာဖြစ်နိုင်မှုလို့ထင်ရတဲ့အချင်းဇာလန်းတွေတဲကတစ်ခုဖြစ်တဲ့ဒေါ်နယ်ထရန့်နဲ့အီလွန်မန်တို့ရဲ့ Bromance ပွဲညီကိုချစ်ခင်မှုကတော့ပွန်ပဲလို့လာနေခဲ့ပါပြီ။ဒီနေ့အောင်တွေ့ပြီးထွက်လာခြင်းတော့ကတော့နှစ်ဖက်စလုံးရဲ့ထောက်ခံမှုတွေကြောင့်အင်အားတောင်းခဲ့တာပါ။ ။အဲလိုမှပေါင်ရင်ခဲလို့လည်းထရန့်ကြောင့်ရေကောက်ပွဲမှာနိုင်ရခဲ့တာပါ။ထရန့်ကင်မရာဖြစ်လာတော့လဲဒေါ်ဆိုတဲ့ဌာနအသစ်တစ်ခုကိုဥဆောင်ခိုင်ပြီးလုပ်ပိုင်ခွင့်အပြည့်ပေးထားခဲ့ပါရင်အဲကိစ္စမှာလည်းအငင်းပွားမှုတွေအများကြီးရှိခဲ့တာပါ။ဒါပေမဲ့နှစ်ယောက်သားကိုတော့တပူပူတွတ်တွတ်တွေ့နေရတော့မှာပဲ။နောက်မှာအီလွန်မဲရဲ့ပုံစံတွေကထူးထူးဆန်းဆန်းဖြစ်လာပါရင်ညစာစားဝဲတွေမှာတမ်မရာရုံးကန်တွေတဲမှာလည်းအဲကြောင့်သလိုပုံစံမျိုးတွေတွေ့လာရပါရင်ဒါပေမဲ့လူကြားထဲမှာတော့ထရန့်ကမသိချင်အောင်ဆောင်းနေခဲ့ပါရင်အတွင်းရောက်မှာဘလို့ရင်းကြီးကြလည်းမသိပါဘူးဒီအချိန်မှာပဲလမ်းခွဲဆက်လက်လေးဖြစ်လာရတာပါဒီနေ့ရက်တုတ်ပြန်မှုတွေကဝါဝါဒူးစ်လို့ တင်စားရတဲ့ online ရံပွဲအသွင်လည်းဖြစ်လာပေပါတယ်။နေအောင်စလုံးကငါးစကားနှောင်းရောင်းကိုမန်သူမပြောတဲ့နေရာမှာတော့ဆရာကြီးတွေပါပဲ။ပြောရင်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်နဲ့ကမ္ဘာအင်အားအကြီးဆုံးလို့ဆိုနိုင်တဲ့ပုဂ္ဂိုလ်ရဲ့ချားကတန်ချက်ပြိုင်ပွဲဖြစ်လာရပါတယ်။သူတို့နှစ်ယောက်ရဲ့အားပြိုင်မှုကစက္ကန့်နဲ့အမျှပိုရှုပ်ထွေးလာချိန်မှာတော့အောက်ဖဲလန်တဲ့ကိစ္စတွေ၊စကနာထိုးတဲ့ကိစ္စတွေတွေ့လာရပါတယ်။နေအောင်သားတဲ့နေတော့ကတော့သူတို့ရဲ့ခင်မင်မှုကိုကြားလေတွေ့ရင်ဝေးတယ်ထင်အောင်ဒူဘူးဒူတွေတွေရှိနေကြတာပါ။ဒါပေမဲ့နှစ်ယောက်ရဲ့စလုံးရဲ့ထင်မထင်အတ္တတွေကပဲလမ်းခွဲကိုဖန်တီးလိုက်လို့ဖြစ်ပါတယ်။ အရှိမပြောထားတဲ့အတိုင်းပါပဲနှစ်အောင်စလုံးကကွန်မန်နဲ့တင်နာကိုတစုံထုတ်ပြောတတ်ကြပါရင်ဒီနှစ်အောင်စလုံးရဲ့ပတ်စံမှာ break သိမပါပါဘူးဂျားရဲမှာအဖို့အထင်လေးတွေရှိပေမဲ့အားလုံးကအဆင်ပြေနေပါသေးတယ်ဒါပေမဲ့ Elon Musk က Trump ရဲ့ဥပဒေကြမ်းတစ်ခုကိုလူသိရှင်ကြားဝေဖန်ပြီးမှတော့အခြေအနေတွေကပိုဆိုးလာခဲ့တာပါဒီဥပဒေကြမ်းကို Big Beautiful Bill လို့တင်စားထားပါရင်အရန်လှပတဲ့အကျွေးစင်းကြီးလို့အဓိပ္ပာယ်ရပါပါဒီဥပဒေကြမ်းကအစိုးရရဲ့ကျွေးမိကိုအများကြီးတိုးစေတယ်လို့ Elon Musk ကဝေဖန်ပါရင်ဒီဥပဒေကြမ်းမှာကင်ဆာယောဂါသုတေသနရံမုံဝေကိစ္စတွေခလေးတငယ်ထောက်ပံ့ရေးကိစ္စတွေပါနေတာပါ ။ Elon Musk ဒုထဏာကိုကင်တွယ်တုန်းကလူသားချင်းစာနာထောက်ထားမှုရန်ပုံငွေတွေဖြတ်တောက်ခဲ့တဲ့ပြင် USA လိုတက်တန်းရဲ့အဖွဲ့တွေကိုလည်းဖြတ်တောက်ခဲ့တာပါ။အဲဒီတုန်းကလည်းပွဲတွေဆူခဲ့ပါသေးတယ်။အခုဥပဒေကြမ်းမှာတော့ဒီကိစ္စတချို့ကိုပြန်အဖက်ဆင်နိုင်အောင်ရေးဆွဲထားတာပါ။ဒါကအီလွန်မတ်ကအမြင်မကြည်ပါဘူးအစာပိုင်းမှာတော့တိတိစိတ်မချေနှမ်းမှုတွေပဲရှိခဲ့တာပါဒါပေမဲ့နောက်ရမှာတော့အီလွန်ဟာသူ့ရဲ့ပြောဆိုမှုတွေကိုအစင်တစင်မြင့်တင်ခဲ့ပါတယ်ကဲတဲ့ဘေးဆိုတဲ့စကားလုံးဖြစ်ပါတယ်အကျွေးများအကြည့်မဖြစ်စေမဲ့ဥပဒေကြမ်းအစ်စ်ကိုရေးဆွဲတင်တယ်အမေရိကကိုဒီဝါဒီကအောင်လောက်တာမကောင်းဘူးလို့အီလွန်ကပြောခဲ့တာပါ ကေးတယ်ဘေးရုပ်ရှင်ပိုစတာကိုတော့သူ့ရဲ့ post တွေမှာထည့်သွင်းခဲ့တာတွေ့ရပါတယ်။အဲဒီမတိုင်ခင်အထိ Trump ကတော့အီလွန်ရဲ့ပြောဆိုမှုတွေကိုသတိထားပြီးတုံ့ပြန်ခဲ့တာပါ။ကင်မရာတယောက်ဖြစ်နေတဲ့အတွက်လက်လွတ်စပယ်ပြန်မပြောသင့်ဘူးလို့လည်းတွေးထားပုံပါပဲ။နောက်ပြီးမိတ်ဆွေရင်းကြီးဖြစ်ခဲ့တဲ့အပြင်အီလွန်ရဲ့ဩစာတရားမှုကလည်းကြီးနေတဲ့အတွက်အစဉ်ရင်နေပုံရပါတယ်။သူကရင်ကဘီလီယံနာတတိဖြစ်ပေမဲ့အီလွန်နဲ့ရှင်လိုက်ရင်အပုံကြီးกว่าနေပါသေးတယ်။ Trump ရဲ့ကြေဝါမှုက9.1ဘီလီယံကျော်လောက်ပဲရှိနေပါတယ်။အီလွန်ရဲ့ပိုင်ဆိုင်မှုကတော့335ဘီလီယံလောက်ထိရှိနေတာပါ။ အခုသူပြထန်းလိုက်တဲ့ဥပဒေကြမ်းကိုအီလွန်မတ်ကစန့်ကျင်ဝေဖန်တဲ့အပေါ်မှာလည်းထရန့်ကတတိထားပြီးတုံ့ပြန်ခဲ့ပါတယ်။အီလွန်ကသူ့အမြင်နဲ့သဘောကျခဲ့ကြောင်းယင်းနှစ်ခင်မင်းနဲ့မိတ်ဆွေတွေအဖြစ်ဖြတ်တန်းခဲ့ရတာကိုလည်းတံပိုးထားမိကြောင်းအီလွန်ကသူ့ကိုအများကြီးကူညီခဲ့ကြောင်းဒါပေမဲ့လက်ရှိမှာတော့အီလွန်ကိုနားမလည်နိုင်ဖြစ်ရကြောင်းအဲ့ဒီအတွက်လည်းစိတ်ပြည့်ရကြောင်းစသဖြင့်လေးပျော်လေးနဲ့ပြန်တုံ့ပြန်ခဲ့ပါမှာ။တံတမန်ဆန်တဲ့စကားဆိုပေမဲ့ထရန့်ရဲ့ဇယားအရာဆိုရင်အတော်လေးကိုပျော်ပြောင်းနဲ့တုံ့ပြန်မှုလို့ဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီတုတ်ပြန်မှုကိုအနာဘောဒုတ်ကြလို့ဖြစ်ပြီးရှူးရှူးရှားရှားနဲ့ပြန်တုတ်ပြန်ခဲ့တာကတော့ဆရာသမားအီလွန်မတ်ပါပဲ တို့ခင်ဗျာလည်းဘာရီကိုနာကြီးနေလို့လည်းမသိပါဘူးချင်းချင်းပဲထရန့်ကိုခံရခန့်စီမဲ့စကလုံးနေနဲ့ထိုးနဲ့တိုက်ခိုက်ပါရင်သူ့ရဲ့အကူအညီတောင်မပါခင်ထရန့်ကယူကောက်ပွဲမှာရှုံးပြီဒီမိုကရက်တီကအောက်လွတ်တော်ကိုထိန်းချုပ်ပြီးရီပပ်လီကန်တွေကအထက်လွတ်တော်မှာ51-49အချိုးနဲ့ရှိနေပြီးစသဖြင့်သူ့ကိုယ်ပိုင် H platform ပေါ်မှာပြောဆိုခဲ့တော့ပါအမေရိကန်သမ္မတကိုပြောတာဆိုပေမဲ့သူ့ကိုစင်စါဖျက်မဲ့သူမရှိလို့ပြောချင်တိုင်းပြောလို့ရနေခဲ့ပါရင်အဲဒီ post ကိုပြန် share ပြီးဒါကကျေးဇူးမသိတတ်မှုပဲဆိုပြီးထပ်ပြောခဲ့သေးတာပါ ်ပြောရင်ဖျားပြီးလို့ညံဖြက်ခင်ရသလိုဖြစ်နေတဲ့အတွက်အင်လွန်တယောက်တော်တော်လေးတင်းနေပုံရပါတယ်ဒီထိရောက်လာချိန်မှာတော့ကိစ္စတွေကမူဝါဒပိုင်းတိတ်မဆန်တော့ပါဘူးပါစနယ်သဘောမျိုးဖြစ်လာခဲ့တာပါအင်လွန်ရဲ့ပြောချက်တွေကမင်းကငါ့အကူအညီနဲ့ဖန်တီးခဲ့တာပါငါဖန်တီးထားတာကိုပြန်ပြန်စည်းနိုင်နေဆိုတဲ့အိဗယ်မျိုးနဲ့တက်ရောက်နေပါတယ်နောက်ပြီးတခြားအိဗယ်ကောက်ရရတဲ့သဘောတွေလည်းရှိနေခဲ့တာပါအဲ့ဒီ post ကိုတော့ trend နဲ့စိတ်ဆိုးသွားခဲ့ပါတယ်တကယ်ဆိုရင်သူကဒါမျိုးတွေမဖြစ်အောင်ထင်းထင်းသိမ်းသိမ်းလုပ်နေကြတာပါအခုလိုမျိုးလူသိရှင်ကြားကိစ္စတွေဖြစ်လာရင်သူ့အတွက်အာယုံနောက်ဆရာတွေပဲဖြစ်လာပါကိုသိနေလို့ပါပဲ ။နောက်ပြီးသူ့မှာကရှင်းစရာကိစ္စတွေအာယုံဆိုင်ထားစရာကိစ္စတွေနဲ့ရလို့တော့ကုန်မှာပါဘူး။ဒီချိန်မှာမိတ်ဆွေရင်းကြီးအင်လွန်ကပွဲထားရှာခဲ့လို့အတော်လေးစိတ်ဆိုးသွားခဲ့ပါရည်။တကယ်တော့ trend ကလည်းပြင်ပပြောနားမထောင်ကိုထင်အားကိုလို့ဝေဖန်မှုတွေကိုခေါင်းနဲ့သိမထဲတဲ့အရေးထူလူသားပါပဲ။ဒါပေမဲ့ဒီချိန်မှာတော့နည်းနည်းဆက်သွားပါရည်။အနာလေးကလည်းနည်းနည်းရှိနေတာကြောင့်ပါ။အေလွန်ကသူ့ကိုငချိုလင်းလိုလားဆက်ဆံနေတာစိတ်ဆိုးသွားတာဖြစ်ပါရည်။ဒီချိန်မှာပဲသူ့ရဲ့ visa အတားစိတ်ကလေးကငါကနေခေါင်းထောင်ထားလာခဲ့တာပါ။ ပိုင်ဆိုင်မှုတွေကွာနေတယ်ဆိုပေမဲ့သူက secretary min လို့တင်စားရတဲ့ American တပ်မတော်တယောက်ဖြစ်နေတဲ့အချိန်မှာဒါမျိုးလားဆက်ဆံတာကိုတော့မိမိအနေနဲ့လက်မခံနိုင်ပါဆိုတာမျိုးဖြစ်လာခဲ့ပါတယ်။ဒီအချိန်မှာပဲသူရဲ့တိုက်ွက်တွေကိုမြင်လာခဲ့ရတာပါ။ Trump ကသူပြောချင်တာတွေကိုပြောခွင့်ရဖို့ True Social ဆိုတဲ့ platform ကိုသုံးပါတယ်။အဲဒီပေါ်မှာသူရဲ့ပို့ကိုတုံ့ပြန်မှုတွေကိုတင်ထားရတာပါ။သူ့ပို့ဆဲမှာတော့ Elon Musk ကအရင်ဆုံးကလိုအားကိုးလို့မရတာကြောင့်ပြောထားပါတယ်။ နောက်ဆုံး Tesla ရဲ့ EV ကားတွေရောင်းအောင်သူကပဲထောက်ခံခဲ့ရကြောင်းဒါပေမဲ့အဲဒီကားတွေနဲ့ပတ်သက်ပြီးဖြစ်လာတဲ့အငင်းပွားမှုတွေကိုတော့မရှင်းနိုင်ခဲ့ကြောင်းအဲဒါကြောင့် EV နဲ့ပတ်သက်တဲ့လုံပိုင်ခွင့်တွေကိုရုတ်သိမ်းလိုက်ရကြောင်းဒီအချိန်မှာလည်းအီလွန်တယောက်ရုပ်တဝိုင်းဖြစ်ခဲ့ရကြောင်းစသဖြင့်ထုတ်ပြောခဲ့တာဖြစ်ပါတယ်တကယ်တော့ဒီကိစ္စကို Trump ကနှစ်ကိုကြားထုတ်ပြောထားပြီးသားလည်းဖြစ်ပါတယ်ဒါပေမဲ့တကယ်တမ်းဖြစ်လာအချိန်မှာတော့အီလွန်လည်းကြောင်တောင်ဖြစ်သွားကြောင်းထပ်ပြောခဲ့တာပါတချို့တွေကတော့အီလွန်တယောက်ခုမှယူသွားတာမဟုတ်ပဲအရင်ကတည်းကယူနေတာဆိုရင်မီးလောင်ရလေဝင်ပင်းကြပါသေးတယ် ထရိုင်တိုက်စစ်တွေကဒီလောက်နဲ့မပြီးသွားပါဘူးအစိုးရရဲ့ကျွေးမိတွေကိုရှော့ချနိုင်တဲ့နည်းလမ်းကအီလွန်ထက်သူကပိုတိရယ်ဆိုပြီးတော့ပြောခဲ့တာပါနောက်ပြီးအီလွန်ရဲ့အစိုးရထောက်ပွဲမွေတွေနဲ့ကန်ထရိုင်လုပ်ငန်းတွေရန်ဆိုင်လိုက်တာကအကျိုးရှိဆုံးနဲ့မွေအမြန်ပေါ်မဲ့နည်းလမ်းဆိုပြီးလည်းပြောခဲ့ပါတယ်တကယ်တော့ဒီထောက်ပွဲမွေတွေနဲ့ကန်ထရိုင်လုပ်ငန်းတွေကနှစ်ယောက်တင်းနေတဲ့အချိန်မှာအပေးယူသဘောနဲ့ခြားထားပေးခဲ့တာပါသူတို့နှစ်ယောက်ရဲ့အဖြစ်ကကလေးနှစ်ယောက်ရန်ဖြစ်နေတယ်လို့မဟုတ်ပါဘူးမတည့်တဲ့အချိန်မှာငါးမို့ပြန်ပေးဆိုတဲ့အကွက်မျိုးပါပဲ ဒါပေမဲ့ဒီလုပ်ငန်းတချို့မှာအရင်အစိုးရကလေးကသဘောတူထားတာလေးပါနေခဲ့တာပါ။အဲ့ဒီအတွက်လည်း Trump ကအရင်သမ္မတဂျိုးဘိုင်ဒန်ကိုအမှုတွဲတဲ့ဆွဲထည့်ခဲ့ပါရင်ဂျိုးဘိုင်ဒန်ကဘာလို့ခွင့်ပြုပေးခဲ့တာလဲ၊ဘာလို့မရန်ဆိုင်ခဲ့တာလဲဆိုတာလည်းစဉ်းစားမရအောင်ထပ်ပြောခဲ့တာပါ။အေလွန်ရဲ့အစိုးရကန်ထိုင်လုပ်ငန်းတွေဟာတနည်းကို6.5ဘီလီယံလောက်ထိရှိနေပါတယ်။အေလွန်ကအစိုးရရဲ့ကြွေးမီစီမံခန့်ခွဲရေးကိုဝေဖန်ချိန်မှာထရန့်ကအေလွန်ရဲ့ကန်ထိုင်စာရုံးတွေကိုရန်ဆိုင်နိုင်ရင်ကြွေးမီတွေရှင်းသွားလိမ့်မယ်ဆိုပြီးတုံ့ပြန်ခဲ့တာပါ။ပွဲကတော့အမိုက်ကဆပြတ်တဲ့မီးလောင်ဖျက်ရမဲ့သဘောမျိုးရှိလာခဲ့ပါတယ်။ ဒါပေမဲ့ပွဲကဒီမာတွေမပြီးသေးပါဘူးအင်လိုမဟာနောင်စုံးမနေမှာအားလုံးအံ့ဩကြရမယ့်အောက်ဖဲတစ်ချက်ကိုထပ်လှန်လိုက်တာကြောင့်ပါဒီအချောင်းက Einstein Finite နဲ့စက်ဆိုင်နေပါရင် Frank ကဒီကိစ္စတွေမှာပါနေခဲ့ရဆိုပြီးအလုံးကဆွဆွဲလိုက်တာပါ။နောက်ပြီးဒီအချောင်းကိုဘာလို့လုံးဝထားလဲဆိုတာကိုမေးခွန်းထုတ်ထားပါရင် Einstein Finite ဆိုတာကကွဲလွန်သွားပြီဖြစ်တဲ့ဗန်နာယေးသမာ Jeffrey Einstein ကျွလွန်ခဲ့တဲ့အရှုပ်ထုတ်ပါသူကလူမမယ်ကလေးတွေကိုလိမ်မိုင်းဆန်ရအလွဲသုံးစားလုပ်မှုလူကုန်ကူးမှုအတွက်ထောင်ချခံခဲ့ရပြီး2019ရောက်တော့ထောင်ထဲမှာပဲဘွားတော်ပြောင်းသွားခဲ့ပါတယ်ပြောရရင်တော့ဒီအမှုတွေထဲမှာတခြားသူတွေရဲ့နာမည်တွေကိုလည်းပါနေခဲ့တာပါဒီအမှုကိုကင်တွယ်နေခြင်းအတွင်းမှာ Einstein နဲ့ကွယ်လွန်သွားခဲ့ပါတယ်ဒီအမှုအကြောင်းကိုလူသိရှင်ကြားထုတ်ပြန်မှုတောင်းဆိုကြပါမယ်အစိုးရကတော့ထိန်းသိမ်းထားခဲ့ပါတယ် င်လိုရဲ့ပြောဆိုချက်တွေကဒီမူတွဲထဲမှာထရန့်လည်းပါနေသလိုဖြစ်နေပါတယ်။တကယ်တော့ထရန့်ကလည်းအန်စတိုင်နဲ့ရင်းနှီးနှီးနေခဲ့ဘူးတာပါ။ထရန့်ကလည်းဒီအကြောင်းကိုဟုတ်တယ်မဟုတ်ဘူးမပြောပါဘူး။ဒါပေမဲ့အီလွန်ကတော့ဒီလိုအောက်လုံးထိုးလာချိန်မှာတော့အကြီးကျယ်စိတ်ပြတ်သွားခဲ့ရတာပါ။ဒီရန်ဝဲအကြီးကိုထရန့်ရဲ့အမားကန်ထောက်ခံသူတွေကလည်းစိတ်ပြတ်ကြပါတယ်။စတိဗင်တို့ကအီလွန်ကိုပြင်းနေနေပေးဖို့တောင်းဆိုခဲ့တယ်လို့အီလွန်ရဲ့ပရိသတ်တွေကလည်းထရန့်ကိုဆွဆွဲပြစ်တင်ဖို့တောင်းဆိုနေကြပါတယ်။အီလွန်ကလည်းအဲ့ပို့စ်ကိုရပ်ဆိုပြီးတော့ပြန်တုတ်ပြန်ခဲ့ပါတယ်။တချို့ကတော့နေအောင်စလုံးခေါင်းအေးအေးထားပြီးညှိနှိုင်းနှိုင်းလှုပ်ဖို့တိုက်တွန်းနေကြတာပါ။ နောက်ကွင်ကြားဆွဲမယ်ထင်းစီဆိုချိုးဖို့မလဲဘူးစတဲ့အကြံတွေပေးနေကြပါရင်ရပါကင်ကြီးဝက်ကလည်းဘရိုတို့အရင်လိုပြပြလေးလေးနေတာကိုတွေ့ကျင်နေဆိုတဲ့သဘောမျိုး post င်ခဲ့ပါရင်ပွဲသိမ်းမရှာတဲ့ကင်ကြီးဝက်တောင်ဒီလိုပြောရတဲ့အထိဇလန်းကမိပောင်တက်တဲ့အဆင့်ဖြစ်နေခဲ့ပါရင်ဒီချိန်မှာအင်လုံက post အသစ်တစ်ခုနဲ့ထပ်ပြီးပွဲဆူစေခဲ့ပါရင်အဲ့ဒါကတော့ Republican နဲ့ Democrat တို့အပြင်လူဒန်းစား 80ရာရီလုံးကိုကိုစားပြုတ်နိုင်မဲ့နိုင်ငံရေးပါတီတစ်ခုဖန်လေးဖို့အကြောင်းပါပဲဒီကိစ္စကိုအီလွန်ကမဲပေးခိုင်းခဲ့ပါတယ်အဲ့ချိန်မှာပဲရဲဆိုတဲ့ဖြေက87ရာရီလုံးလောက်ရှိနေကြတာပါဒီပို့အရာဆိုရင်အီလွန်ကနိုင်ငံရေးနယ်ပယ်တဲကိုကိုပိုင်ပါတီနဲ့ဝင်လာနိုင်ကြတယ်လည်းရှိနေပါတယ်အဲ့ဒါကြောင့်နောက်လာမဲ့ရေကောက်ပွဲမှာအီလွန်ကိုပါတီအသင်းနဲ့တွေ့ရမလားဆိုတာကလည်းစိတ်ဝင်စားစရာဖြစ်ပါတယ်လလဆဲဖြစ်နေတဲ့ကိစ္စကအခုမှအစားပဲရှိနေအောင်ပါပါဒီနေရာသားအပြည့်အလဲအောင်ဖဲလှန်ရင်တရားကိုတရားဆွဲချသွားအောင်မလားဆိုတာကိုတော့ရင်ခုန်စွာနဲ့စောင့်ကြည့်ရအောင်ပါဖြေချောင်းဝင်များလာရင်ဗီဒီယိုလေးကိုနေကောင်းချိုလိုက်ရပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ